တစ်ခါတော့ကမြင့်ကမ်းမပေါ်မှာရှိတဲ့တစ်ပင်ကြီးတွေပေါ်မှာခေါင်းနှလုံးပါတဲ့ထူးဆန်းတဲ့ငှက်တကောင်နေတိုင်းတယ်။ခေါင်းတလုံးကတော့ဘယ်ဘက်ကိုမျက်နှာမူနေပြီးကြံတလုံးကတော့ညာဘက်ကိုမျက်နှာမူနေတယ်။အဲ့ဒီခေါင်းနှလုံးဟာအကြောင်းအရာအတင်းမွားအတွက်နဲ့အမြဲတမ်းအငြင်းပွားနေလေးရှိပြီးတော့သူတို့အချင်းချင်းပြန်ဘက်တွေလိုပြစ်မှုနေကြတယ်။ဒီနေ့မှာတော့မြစ်ပေါ်ကိုပြတ်တန်းနေတဲ့အချိန်မှာငှက်ရဲ့ဘဲဘဲကောင်းကအနီအောင်တော့ပနေတဲ့တတိတိနေတဲ့အပင်ကိုတွေ့ရှိပြီးတော့ တစ်ပင်ရှိရာစီကိုပြန်တန်းလာတယ်။ဘေဘဲကောင်းကထုံမြင်သောအနတ်ရတာရှိတဲ့တစ်တီးကိုခုဆွတ်ပြီးတော့မြေကဘပေါ်မှာထိုင်စားနေရတယ်။အဲဒီလိုစားနေတဲ့အချိန်မှာညာဘက်ကောင်းကငါ့ကိုနည်းနည်းတော့အရသာပြင်းပြပါအောင်လို့ပြောတယ်။အဲဒီအချိန်မှာဘေဘဲကောင်းကဒီမာကြီးငါတို့မှာဘိုက်တစ်ခုပဲရှိတယ်။ငါပါစက်နဲ့စားရင်လည်းဒီအတီးကငါတို့ဘိုက်ထဲကိုရောက်သွားမှာပဲ။ဒီအတီးကိုငါအရင်တွေ့တာအဲ့ဒါကြောင့်ဘုငါပဲစားပိုင်ခွင့်ရှိတယ်လို့ဒီကိုကောင်းဆန်စွာပြောတယ်။ အဲ့ဒါကြောင့်မို့လို့ညာဘက်ကောင်းကဝန်းနေသွားပြီးတော့တိတ်ဆိတ်စွာနေထိုင်တယ်။ရဲ့အနေငယ်ကြပြီးတဲ့အချိန်မှာအဲ့ဒီငှက်ဟာမြေကမ်းမပေါ်မှာထက်မှတ်ပြီးတော့ပြဲတန်းနေတဲ့အချိန်မှာညာဘက်ကောင်းကတစ်ပြီပေါ်မှာအယောင်တောက်နေတဲ့ပန်းရောင်တူတူလုံးကိုတွေ့ရှိခဲ့တယ်။အဲ့ဒါကြောင့်မို့လို့တစ်ပင်ရှိရာစီကိုပြဲတန်းသွားပြီးတော့တစ်တီကိုကူးဆုပ်ဖို့ကြိုးစားတယ်။အဲ့ဒီအချိန်မှာတစ်ပြီပေါ်မှာရှိတဲ့အခြားသောငှက်တွေကဒီအသီးကိုမစားနဲ့ဒါဟာအစိတ်ကြီးဖြစ်တယ်လို့တားမြစ်ကြတယ်။ဘဲဘက်ကောင်းကလည်း ကျေးဇူးပြုပြီးတော့မစားပါနဲ့အဲ့ဒီအသည့်ကိုစားရင်ငါတို့နေရာလို့တည်သွားလိုက်မယ်ဆိုပြီးတော့တားမြစ်ခဲ့တယ်။ဒါပေမဲ့ဂလက်စားချေလုံးဆဲရှိတဲ့ညာဘက်ကောင်းကတော့ဒီအသည့်ကိုမရမကခူးစားခဲ့တယ်။မင်းရဲ့အနေငယ်ကြာသွားပြီတဲ့အချိန်မှာအဲ့ဒီငှက်ဟာမြေပြေပေါ်ကိုပြော့ကျပြီးတော့တည်ဆုံခဲ့တယ်။ပြင်းချင်တဲ့တင်ငန်းဆောင်ကတော့မိသားစုအတွင်းမှာရှိတဲ့မိသားစုဝယ်ချင်းချင်းမတည်မြဲကြဘူးဆိုရင်အဲ့ဒီမိသားစုကိုစိုးရွားစွာတိုက်ကနေပါတယ်။ ပုံမြင်လင်းကိုအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်သားပေးဖို့မိသားစုခံအပ်ပါတယ်